ဂျပန်မှာဥတုရာတီကို၄ဘိုင်းပိုင်းထားတယ်၉လဘိုင်းနဲ့၁၇လဘိုင်းကတော့ဆောင်းဥရာတီဂျပန်မှာဆောင်းဥရာတီမှာဘာကနာမည်ကြီးလဲလို့စဉ်းစားမိလိုက်တဲ့အချိန်မှာခိုးရောလို့ခေါ်တဲ့ဆောင်းဥရွက်အယောင်ပြောင်းသွားတာကအရန်ကိုလှတယ်ဗျာဂျပန်မှာဆောင်းဥရာတီရောက်ပြီဆိုရင်ခရီးအသွားဆုံးအများဆုံးနေရာတစ်ခုကတော့တိုချီကီခရိုင်မှာရှိတဲ့နီကိုမြို့လေးပါ ဘယ်ချိန်သွားလဲတင်ဆုံးလဲဆိုရင်တော့10လပိုင်းလလယ်ရနေ17လပိုင်းလလယ်ကြားမှာသွားလေတင်တယ်ကျွန်တော်တဦးတည်းအမြင်ပြောရမယ်ဆိုရင်တော့17လပိုင်းပထမပတ်နဲ့ဒုတိယပတ်လေတာတော့အကောင်းဆုံးပဲအဲ့အချိန်ကကိုရွရွက်တွေကိုဆုံဆုံလင်းလင်းမြင်ရဖို့ကအခွင့်အရေးအကောင်းဆုံးချိန်ပဲ